ားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားကြနှက်ကတွန်းပုံမြင်လေးတွေကိုတက်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လည်းဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။စီးရဲတဲ့ငှက်အဖိုးအိုလေးများဟဲ့အဖိုးကြီးအပြေထွက်ခဲ့ကြ။အကိုသိန်းခန့်နဲ့ဆရာကြီးတို့ကဒီလောက်ညရင်မိုးရေရွာနေတဲ့အချိန်ဒီယိုဘာလာလောက်ကြရလဲ။နောက်ပြီးအကိုရုံးနဲ့အတူဘာလာလားဘသူတွေလဲ။ သူတို့ကဒီအင်းရဲ့အင်္ဂါအစ်တွေပဲကဲမြ мян ငါအင်ကိုရှင်းတော့ရမ်ဘူတောင်းလေးရဲ့နည်းနည်းဝေးဝေးမှာဆာဟာရာလို့ခေါ်တဲ့တောင်းလေးရှိပါတယ်အဲ့ဒီတောင်းထဲမှာတိတ်ငက်တကောင်ကတစ်ပင်ကြီးတစ်ပင်ပေါ်မှာအိမ်တွေအများကြီးစောက်ပြီးအင်္ဂါထားလေးရှိပါတယ်ကဲဒီနေ့ကတရက်နေ့ဆိုတော့အင်္ဂါတွေစီသွားပြီအင်္ဂါကသွားကောက်လာအောင်တိတ်ငက်လည်းတစ်ပင်တောင်ရောက်လာပါတယ်အင်္ဂါပူကြည့်ပြီးပူပြင်းစင်ထားလေးအင်္ဂါခါလေးဈေးကြည့်နေပေါ့တစ်ပင်ပေါ်မှာအိမ်အင်ကြီးကြီးတစ်လုံးရှိပါတယ် အဲ့ဒီအိမ်မှာနိုင်ငံသားသားငှက်ကသူ့မိသားစုနဲ့အတူနေထိုင်ပါတယ်။တင်းငှက်ကလည်းအရင်ဆုံးအဲ့ဒီအိမ်ရှိကိုသွားလိုက်ပါတယ်။ပြီးတော့အိမ်တစ်ခေါက်ခောက်လိုက်ပါတယ်။နိုင်ငံသားသားငှက်ကလည်းအိမ်ပြုံထွက်လာပါတယ်။အကိုတင်းငှက်ကြီးအကိုနေကောင်းလားရော့ဒီမှာတလားအတွက်အိမ်ငှက်ကပါ။ဟိုဟိုဟိုအကုံနဲ့ပတ်သက်ပြီးကျွန်တော်ဒီတစ်ခုတော့အကြိုက်ဆုံးပဲဒီသစ်ပင်ဘွားရှိသမျှအိမ်တွေထဲမှာအကုံရဲ့အိမ်ကားကဈေးကြီးဆုံးပဲဒါပေမဲ့အကွာလာတိုင်းလဆာမှန်မှန်ပြီးတယ် တခြားတစ်ဖက်ကဟိုဖိုးကြီးနဲ့အဖွားကြီးဟိုအောက်ကအိမ်မနေရဲ့ဒီနေ့ဆို လာစာမရ6လတောင်ရှိပြီကျွန်တော်တို့စီအင်္ဂါခသွားတောင်းတိုင်းသူတို့နှစ်ယောက်ထဲကတယောက်ကအမြင်နေမကောင်းဖြစ်နေရနောက်ပြီးသူတို့မောင်းထုတ်ပြန်လဲအဲ့အိမ်အစုပ်ပြက်ကိုလာငှားမဲ့သူလည်းရှိမှာမဟုတ်ဘူးအဲ့အရာတော့ကျွန်တော်မသိဘူးဖြစ်နိုင်သမျှအမြန်ဆုံးသူတို့အိမ်ကနေမောင်းထုတ်လိုက်တော့သူတို့နှစ်ယောက်ကကျွန်တော်တို့ဘာနေမကောင်းဖြစ်နေရောပဲဟုတ်တယ်ဟုတ်တယ်အကိုသိန်းကြီးကျမတို့မှာကလေးငယ်ငယ်လေးတွေလည်းရှိသေးတယ် ျမတို့ကလေးတွေအတွက်လည်းထည့်စင်းသားရမယ်။သူတို့ရဲ့ယောဂရီကျမကလေးတွေစီကူးသွားရင်ဘယ်လိုလုပ်ရမလဲ။ငါတို့ကိုအခုအိမ်ကနေမောင်းထုတ်လိုက်ရင်ငါရဲ့အင်္ဂါက6လစာရတော့မှာမဟုတ်ဘူး။ပြီးငါ့အိမ်ကလည်းလွတ်နေလိမ့်မယ်။အခုထိလည်းငါအင်္ဂါတင်မရသေးဘူး။ငါကုသွားကြည့်လောက်မယ်။ဒီနေ့ငါလစာရရင်ရမဟုတ်တော့အင်္ဂါအတိရရင်နေကြရင်တော့လစာရမရ။ငါတို့အိမ်ကနေမောင်းထုတ်ပြစ်မယ်။အဲ့လိုပြောပြီးတော့တိုင်ငက်ကလည်းထွက်သွားပါတယ်။တအိမ်စီသွားပြီးလစာတွေအကုန်လုံးကောက်လိုက်ပါ။ ။နောက်ဆုံးတော့သိန်းငတ်ကအောက်ဆုံးရဲ့အိမ်စီကိုရောက်လာပါ යි ။အဲ့ဒီအိမ်မှာအဖိုးကြီးတို့မိသားစုနေပါ යි ။ဟဲ့အဖိုးကြီးအပြင်ထွက်လာခဲ့သံငါ့အင်္ဂါကငါ့ကိုလာပြီ။ဒီနေ့ဆိုရင်ငါ့ကိုလာစားမပေးရ6လရှိပြီ။နေငါ့အင်္ဂါကအခုပင်ပြီ။မပေးလို့တော့နေငါ့အိမ်ပေါ်နေဆင်းသွားတော့။အခုသိန်းငတ်ကြီးကျွန်တော်မိမနေမကောင်းဖြစ်နေတာကြာပါပြီ။အဲ့ဒါကြောင့်ကျွန်တော်ခုထိအခုရဲ့အင်္ဂါကမပေးနိုင်သေးပါဘူး။ဒါပေမဲ့ကျွန်တော်အမြန်ဆုံးအလုပ်တစ်ခုရှာပါမယ်။ ကျွန်တော်အလုပ်ရနေအခုရဲ့အင်္ဂါကောက်ပြီးပါမယ်။ငါတို့အခုချင်းချင်းအိမ်ဘွားနေ မောင်းထုတ်လိုက်။ငါပတ်စံနေရတော့မှာမဟုတ်ဘူး။အင်္ဂါအစ်စ်မရခင်ထိငါအိမ်ရလဲဒီတိုင်းလွတ်နေမှာ။အခုသိငယ်ကြီးဘာဖြစ်လို့လဲ။အခုဘာတွေတွေးနေရလဲ။ကောင်းပြီကောင်းပြီ။အခုတော့ငါပြန်တော့မယ်။ဒါမင်းနေတခုတော့တည်ထား။ငါအင်္ဂါကအစ်စ်မရခင်ထိပဲနေဒီအိမ်မှာဆက်နေခွင့်ရှိပါ။ငါအင်္ဂါကအတိရရင်နေကြရင်တော့နင်တို့ကိုကျင်းတည်ပေါင်းငါအိမ်ကနေမောင်းထုတ်ပြစ်မယ်။အဲ့ဒါကြောင့်ပတ်စံအမြန်ဆုံးစီစဉ်တာ အဲ့လိုပြောပြီးတော့တိတ်ငက်ကလည်းပြန်သွားပါတယ်။အခုကျမတို့ဘာဆက်လုပ်ကြမလဲ။ငါအပြင်သွားပြီးတော့အလုပ်ရှာကြည့်လိုက်ပါအောင်မေ။ငါအဖိုးကြီးလည်းအလုပ်ရဖို့ဟိုဟိုတီတီရှောက်သွားနေပါတယ်။နေရဘူးသူလဲ။နောက်ပြီးဒီယိုပါလာလောက်တာလဲ။သမီးရေအဖိုးကအလုပ်ရမ်းလုပ်နေလို့ပါ။သမီးအဖိုးအလုပ်တစ်ခုခုများပြီးနိုင်မလား။ကျမအိမ်မှာအလုပ်တွေအများကြီးပါပဲ။ဒါပေမဲ့နေအသက်ကိုကြည့်ရတာအဲ့ဒီလုပ်တွေကိုနေလုံးနိုင်တော့မှာမဟုတ်ဘူး။အဲ့ဒါကြောင့်နေတခြားအိမ်ကိုသွားကြည့်လိုက်။ မဟုတ်ဘူးမဟုတ်ဘူးအဲ့လိုမပြောပါနဲ့သမီးအိမ်မှာရှိရဲ့အလုပ်မှန်တည်းများအဖိုးလုပ်ပေးပါမယ်အဖိုးအလုပ်ရမ်းလိုအပ်နေလို့ပါအဖိုးရဲ့မိမလည်းတော်တော်လေးနေမကောင်းဖြစ်နေရမဖြစ်ဘူးဖျားဖျားတကယ်လို့အလုပ်လုပ်နေနေနေမှာတကွတ်ကွတ်ဖြစ်သွားရောအဲ့ဒီအတွက်ဘသူကတာဝန်ယူမှာလေနေဒီကနေထွက်သွားလိုက်တော့ငယ်အဖိုးကြီးကအဲ့နေရာကနေထွက်လာပြီး သူ့အိမ်စီကိုပြန်လာနေပါလမ်းမှာနိုင်ငံခြားသားငှက်ရဲ့အဆန်ဆိုင်အောင်လဲတွေ့သွားပါ යි ။ဟဲ့အဖိုးကြီးနေရဒီမှာမပါလို့နေရလဲ ဆရာကြီးကျွန်တော်အလုပ်အရန်လိုနေလို့ပါဆရာကျွန်တော်အလုပ်တစ်ခုခုများပေးနိုင်မလားအလုပ်တွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့နေလုံကောင်းလုပ်နိုင်ပါမလားဟုတ်ကဲ့ပါဆရာကြီးကျွန်တော်တကယ်လုပ်နိုင်ပါတယ်နိုင်ငံခြားသားငံလေငံ့အဖိုးကြီးကိုတနေ့ကစံအိတ်ထိုင်ရမယ့်အလုပ်ကိုလုပ်ပေးလိုက်ပါအဲလိုနဲ့ညအောင်ရှောက်လာပါဆရာကြီးကျွန်တော်ရင်ဒီနေ့လောအားခါလေးရအောင်အေးပါအေးပါရော့ဒီမှာနောက်ပြီးမနေ့ပြန်မနေ့ကြာစောစောလာခဲ့ဦးဆရာကြီးလောအားခါအရန်နေလေ နေဒီလောအခေါင်နဲတဲ့ထင်နေတခြားလောတစ်ခုပြောင်းရှာလိုက်မဟုတ်ပါဘူးမဟုတ်ပါအောင်ရှာကြည့်ဒီပစံလုံလောက်ပါအခုတော့ကျွန်တော်ပြန်လိုက်ပါအောင်မယ်မနဲ့ပြန်မနဲ့ကြရင်ကျွန်တော်စောစောလာခဲ့ပါမယ်ညအဖိုးကြီးကလည်းကျင်းတဲ့ချက်ထင်ရောက်နေတော့ဘလို့မှမငင်းနိုင်ရှာပါသူလည်းပစံယူပြီးအိမ်ပြန်လာလိုက်ပါနိုင်ငံသားတငတ်ကလည်းသူ့မိမကိုအကြောင်းဆုံးပြောပြလိုက်ပါအဲ့ကိစ္စကိုသူတို့မြောက်ကအကျဉ်းရီမောနေကြပါရှင်အဲ့ဖိုးကျော်အလုပ်တွေအများကြီးလုပ်ခိုင်းပြီ လောအားကနည်းနည်းပဲပြီးနော်အဲ့လိုနဲ့မနက်မိုးလေးလာပါမိုးလေးလာနဲ့ငှက်အဖိုးကြီးလဲအလုံးလုံးပိုးထွက်သွားပါခဏလောက်နေတော့နိုင်ငံသားသားငှက်ရဲ့သားလေးကတူတူပုံတိုင်းဆောင်ရင်ငှက်အဖိုးကြီးရဲ့အိမ်ထဲဝင်သွားပါဒါရီအကောင်လုံးကိုနိုင်ငံသားသားငှက်ရဲ့မိမကတွေ့သွားပါသူမလည်းစိတ်တွေအယမ်းတူပြီးငှက်အဖိုးကြီးမိမကိုရစရာမရှိအောင်ပြောဆိုပါဟဲ့အဖွားကြီးဒီနေ့အိမ်တကဘာလို့ဖိနှားခဲ့ရလဲနေ့စီကရောကငါသားလေးစီကူးသွားရော် အဲ့ဒီအတွက်ဘသူတာဝန်ယူမလဲမသိပါဘူးဘယ်ရရောက်လာမလဲဒီကိုရောက်လာကြ냐အိမ်ထဲမှာယောဂတွေတက်လို့နေနေရတာနေ့လယ်၁၂နာရီလောက်နိုင်ငံသားတန်ခတ်ကထမင်းစားဖို့အိမ်ပြန်လာတဲ့အခါမှာတော့သူ့မိမလည်းအကြောင်းစုံပြောပြလိုက်ပါတယ်ဒီမှာကျမပြောမယ်ရှင်ကြိုက်တာလို့ပြီးအဲ့ဒီဖိုးကြီးနဲ့အဖွားကျော်ဒီကနေရအောင်မောင်းထုတ်ပေးပါတနေ့မှာတော့ငှက်အဖိုးကြီးကဆန်အိတ်ကိုတနည်းအားဖြင့်တခြားတနည်းအားဖြင့်ထားဖို့တင်လာတဲ့အချိန်မှာတော့ဝေလေးရောမနိုင်မဲပြုတ်ကျသွားပါတယ် အဲ့လိုနဲ့ဆန်အိတ်ကဇန်နွေလဲပြန်ကျဲကုန်ပါရဲ့ဟဲ့အဖိုးနေဘလို့လုံးလိုက်တာလဲဆရာကြီးကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ခွင့်လို့ပေးပါကျွန်တော်ဒီဇန်တွေအကုန်ပြန်ကောက်ပေးပါမယ်မလို့တော့ဒါရီထားပြီးနေဒီကနေထွက်သွားလိုက်တော့နိုင်ငံသားသားငက်လေးအဖိုးကြီးကိုအလုတ်ကနေထုတ်ပြလိုက်ပါအဲ့လိုနဲ့ညရောက်လာပါတောက်ထဲမှာရုတ်တရက်ကြီးမိုးရွာလာပါဟဲ့အဖိုးကြီးအပြေထွက်ခဲ့သံအခုသိမ့်ရက်နဲ့ဆရာကြီးတို့ကဒီလောက်ညာရင်မိုးရီချုပ်နေတဲ့အချိန် ဒီ ਉਹ ပါလာလောက်ကြလဲနောက်ပြီးအကိုတို့နဲ့အတူပါလာဘသူတွေလဲသူတို့ကဒီအိမ်ရဲ့အင်္ဂါသက်တွေပဲကဲမြင်မြန်ငါအိမ်ကိုရှင်တော့အကိုသိန်းကြီးအကိုအဲ့လိုမလုပ်ပါနဲ့ဒီလောက်ညကြီးဒီလိုမိုးရေထဲမှာကျွန်တော်တို့လင်မယားဘယ်ဟုတ်သွားရမှာလဲကျွန်တော်မိမကလည်းအတော်လေးနေမကောင်းဖြစ်နေရပါအကိုသိန်းကြီးရဲ့အဲ့ဒါတွေငါမသိဘူးလောက်လောက်ငါအိမ်ကနေအမြန်ထွက်သွားတော့သိန်းကကသူတို့ရဲ့စကားကိုတကုံးမှနားမထောင်မင်းသူတို့ကိုအိမ်ပေါ်ကနေမောင်းထုတ်လိုက်ပါအခုကျမတို့ဖယ်သွားကြမလဲ ငါတို့ဒီတော့ထဲမှာမနေတော့ကင်လာဒီကနေသွားကြရအောင်အချိန်အတော်ကြာပြန်တန်းပြီးနောက်မှာတော့သူတို့ကရမ်ဘူတော့လီစီကိုရှောက်လာပါ යි နားထောင်ပါအောင်ဟိုမှာကြည့်ပါအောင်အဲ့တစ်ပင်ပေါ်မှာအိမ်တိမ်တွေ့တယ်ကင်လာကျမတို့အဲ့အိမ်စီသွားပြီးအကူညီတောင်းကြည့်ကြရအောင်သူတို့လည်းအဲ့ဒီအိမ်ရှိသွားပြီးအိမ်တကောက်ခောက်လိုက်ပါတမီးရေအဖိုးတို့အကူညီပေးပါအောင်လာတော့လေသူတို့နှစ်ယောက်ကိုအိမ်ထဲခေါ်လာလိုက်ပါအဖိုးတို့နှစ်ယောက်ကဘယ်သူတွေလဲ နောက်ပြီးဘယ်ကနေလာကြလဲ။ငါအဖိုးကြီးတို့လေးများလဲသူတို့ရဲ့ဘဝအခြေအနေတွေကိုလာတို့ပြောပြလိုက်ပါ යි ။အမလီဖျားပြားအဖိုးတို့မတရားအနိုင်ကျင့်ခံခဲ့ရတာပဲ။ဒါပေမဲ့အခုတော့ဘာမှစိတ်ပူနေကြမလို့တော့ပါဘူး။အဖိုးနဲ့အဘနေချင်းတလောက်ကျမအိမ်မှာနေလို့ရပါ යි ။လာတို့လည်းအချိန်မဖြောင်းမဲဆရာဝန်ဇီးကွက်ကိုတောခေါ်လာပါ යි ။ဆရာဝန်ဇီးကွက်ကြီးလည်းငါအဖွားကြီးကိုစမ်းသပ်စစ်ဆေးလိုက်ပါ යි ။ပြီးတော့ဆေးပေးလိုက်ပါ යි ။အမေကြီးဘာမှစိတ်မပူပါနဲ့။ တရရဲ့နှစ်ရက်လောက်နေအမေလုံးဝနေပြန်ကောင်းသွားမှာပါအဲ့လိုနဲ့တရရဲ့နှစ်ရက်ကုန်ဆုံးသွားပါရင်ငါအဖွားကြီးလည်းအခုဆိုရင်တော်တော်လေးနေပြန်ကောင်းလာပါပြီသမီးနဲ့လာတော့ရင်သမီးရဲ့ကြီးစိုးအဖွားတို့ဒီတသက်ဘယ်တော့မှမိမမဟုတ်ပါဘူးအမေကြီးရဲ့အဲ့လိုမပြောပါနဲ့သမီးကအမေရဲ့သမီးလိုပါပဲတောင်းဦးတွေကငတ်တွေကအကုန်စူပန်းပြီးအဖိုးကြီးတို့လည်းများအတွက်တပ်ပေပေါ်မှာနေကြအင်းဒီတိန်ဆောက်ပေးလိုက်ပါတယ် အဖိုးကြီးတို့လေများလည်းအဲ့ဒီအိမ်လေးမှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါအောင်တယ်။ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျွန်မရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။